အကြံဖတ်စစ်တပ်က2021ဖေဖော်ဝါရီလ1ရက်နေ့စစ်အာဏာသိမ်းပြီးနောက်နိုင်ငံတော်ဆန္ဒပြပွဲများဖြစ်ပေါ်လာခဲ့ရာဗကိုးမျိုးတစ်ခုလုံးမှလည်းလမ်းပေါ်ထွက်၍စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းဆန္ဒထုတ်ပေါ်ခဲ့ကြသည်နေ့စဉ်ပဲခူးတမျိုးလုံးလူငယ်များကဥဆောင်၍ပြည်သူတရက်လုံးစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများရှင်းရှိန်တဲ့ကြက်ပြတ်မကြငြိမ်းချမ်းစွာဖြင့်လက်မများထက်တွင်ဆန္ဒပြခဲ့ကြသည် တို့ရတဲ့2021ဧပြီလ9ရက်နေ့နနက်အာယုံမတက်မီဘကိုးမျိုးပေါ်ရှိဆန္နာပြတပိတ်စခန်းများကိုတမ89ခွန်တက်ကဦးဆောင်၍အကြမ်းဖက်ပစ်ခတ်တပ်ဖြတ်နှိမ်နှင်းခဲ့ပြီးလူငယ်နှင့်ပြည်သူ80ကျော်ထက်မနည်းသေဆုံးခဲ့ရသည်2021ဧပြီလ9ရက်နေ့နနက်6နာရီအချိန်မှစတင်၍ဘကိုးမျိုး ရွှေမော်တော်ဖျားပတ်ဝန်းကျင်ရပ်ကွက်များလက်ပြကန်အနီးရှိစံတော်တွင် မကတိအင်းဝင်းပုံနာစု မော်ကန်လိပ်ပြကန်ရက်ကွက်များရှိတပိတ်စခန်းများကိုတမ89ခွန်တများကဥဆောင်က RPG လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းလက်ပြပုံများအသုံးပြုခြင်းအပါအဝင်စစ်လက်နက်များဖြင့်စစ်ပွဲတပွဲတိုက်တကဲသို့ဆန္နာပြလူငယ်များကိုအကြမ်းဖက်ဖြစ်ခတ်နှိမ်နင်းခဲ့သည်ထို့သောအကြမ်းဖက်နှိမ်နင်းမှုနှင့်အတူတပိတ်စခန်းများကိုကင်းဆောင်နေသော လူငယ်များ၏အလောင်းများမှစူးပုံသွားခဲ့ရပြီး ပဲခိုးတမျိုးလုံးရက်ွက်များတွင်ကဘာပြတ်သည့်အလားဖြစ်သွားခဲ့ရသည်တမ89ဦးဆောင်သောတပ်များကတပိတ်စခန်းများပင်မဟုတ်တော့ပဲဆန္ဒပြတပိတ်များကိုကူညီထောက်ပံ့နေသည်ဟုနမည်ထွက်သည့်ပြည်သူများ NLD ပါတီဝင်များနိုင်ငံရေးတကြလှုပ်ရှားသူများ၏နေများကို ဝင်ရောက်စီးနှင်းကရိုက်နှက်တပ်ဖြတ်မှုများကိုလည်းဆက်လက်ကျူးလွန်ခဲ့သည်တမ89ဦးဆောင်သောစစ်တပ်က2021ဧပြီလ9ရက်နေ့တရက်လုံးပဲခူးမြို့ပေါ်တွင် ဆန္ဒပြပြည်သူများကိုပိတ်ဆို့အကြမ်းဖက်တပ်ဖြတ်နိုင်နေရင်ပြစ်ခတ်တောင်းကျမ်းခဲ့သည့်အတွက်ဗကိုးမျိုးပေါ်မှပြည်သူများနေအိမ်များမှထွက်ပြေးရသည့်အထိအရှိအနေများဆိုးရွားပြင်းထန်ခဲ့သည်ယမန်နေ့ဧပြီလ9ရက်နေ့မှာတမ89ခွန်ကဥဆောင်ကျွလွန်ခဲ့သောဘကိုးမြို့အစိုးလိုက်အပြုံလိုက်တပ်ဖြတ်မှု၏၄နှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်ပြီးယင်းနေ့တွင်ပင်တမ89ခွန်တမမှုဘုံမှုချုပ်အောင်တအူ DSC 42မှာ တချိန်ကဆန္နာပြလူငယ်များယခုတွင်မျိုးပြည်သူကကွယ်ရေးတပ်များ၏ရဲဘော်များလက်ထက်တွင်စစ်တုံးပန်းအဖြစ်အရှင်ဖန်ဆီးခံလာရသည်ဧပြီလ9ရက်နေ့အင်းတော်မျိုးရှိစစ်ကောင်စီ၏နောက်ဆုံးခတ်တက်စခန်းဖြစ်သောဂျပန်လိုင်ကူစစ်တပ်စခန်းမှဆွန့်ခွာခဲ့သောဗိုလ်မှူးချုပ်အောင်တဦးနှင့်အတူစစ်ကောင်စီတပ်ဖွဲ့ဝင်150ကျော်ကို PDF တပ်များကဧပြီလ10ရက်နေ့ညပိုင်းတွင် လက်ရအရှင်ဖမ်းဆီးရလိုက်သည် တရှိန်ကပဲခူးနှင့်ရန်ကုန်ရှိလမ်းမများပေါ်တွင်တည်ရဲတဲ့ကောင်ထွက်ခဲဟုကြွေးကြော်ရဲလက်နက်မဲ့ဆန္ဒပြလူငယ်များနှင့်ပြည်သူများကို ရန်ကားတပ်ဖြတ်ခဲ့သောတမ89ခွန်တမကြီးဤဦးဆောင်သူဗိုလ်မှူးချုပ်အောင်တဦးနှင့်တပ်ဖွဲ့ဝင်များမှလေးနှစ်အကြာတွင်၎င်းတို့ရှိန်ရှောက်ပစ်ခတ်ခဲ့သောတော်လန်ရေးလူငယ်များဤလက်အတွင်သို့ကြာရောက်ခဲ့ရပြီဖြစ်သည်ဘယ်မေ့မလဲအဲ့ဒီနေ့2021ဧပြီလ9ရက်နေ့မနက်အစောကြီး လူငယ်လေးတွေသွေးတွေနဲ့သွေးယူသွေးတတ်နဲ့ပြေးလွှားရင်တည်ဆုံးခဲ့တာတွေဘယ်မင်းမလဲဗျာမနေ့ကတမ89တမမှုနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမိတဲ့ဆိုတဲ့သတင်းတွေတက်လာတော့ဝစ်ဆိုတာစစ်ခွေးတွေအတွက်လင်းနစ်အကြမှာ တကယ်ကြီးဖြစ်လာတာပဲလို့တွေးရင်ကျင်တတ်တယ်။တမ89တမမှုနဲ့စစ်ကောင်စီတပ်သားတွေကို NUG စစ်ခုံရုံးနဲ့တရားစီရင်အပြစ်ပေးတာတွေလည်းမြင်ကျင်ပါတယ်။ စစ်တပ်လက်ရှိနဲ့ကြဆောင်ခဲ့ရတဲ့ပြည်သူတွေရဲ့ဝိညာဉ်တွေကို စိတ်ကျဉ်နေအောင်လုပ်ပေးတဲ့နယ်ဟုပကိုးမျိုးပုံနာစုရက်ွက်တွင်လက်ရှိအချိန်ထိနေထိုင်နေစေပြည်သူတအူးကဆိုသည်1966ဇွန်လ6ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့သော အမတ်89ရှေမြန်တမဌာနချုပ်၏တတန်း59နှစ်ကြာမြင့်လာကြအဆိုပါတက်မ89ဤတက်မမူနှင့်စစ်သားရာရှိမှာတတန်း၄နှစ်သားသာရှိသော ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF လက်တွင်စစ်တုံးမှအဖြစ်ကြားရောက်သွားခဲ့ခြင်းမှာတမိုင်းတွင်သောຫນွေဦးတော်လန်ရေး၏အောင်မြင်မှုအဖြစ်တော်လန်ရေးရဲဘော်များကတုံ့သက်ပြောဆိုကြသည်